အစိုးရ30ဘတ်ဂျက်များခွဲဝေခြင်းဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ခြင်းနဲ့ဥပဒေကျမ်းပေါင်း25ခုစုနှင့်မဲ့နဝမကြိမ်လွတ်တော်အစည်းအဝေးကိုဇန်နဝါရီလ17ရက်နေ့ကနေပြီးတော့မှစတင်ကျင်းပခဲ့ပါတယ်။ဒီနေ့ကျင်းပတဲ့ပထမကြိမ်ပြည်သူ့လွတ်တော်နဝမပုံမှန်အစည်းအဝေးပထမရက်မှာပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့2014ခုနှစ်ဇန်နဝါရီလ9ရက်ရက်စွဲပါကြေညာချက်အမှတ်1မြင်ဆောင်2014ရာတက်မတော်သားပြည်သူ့လွတ်တော်တက်မတော်သားကိုယ်စားလှယ်၄ဦးအစားထိုးပြောင်းလဲလိုက်ရာအမျိုးသမီးတက်မတော်သားကိုယ်စားလှယ်၂ဦးပါဝင်လာတာဖြစ်ပါတယ်။ နဝမတင်မြောက်လွှတ်တော်အစည်းအဝေးများမှာဘတ်ဂျက်အစည်းအဝေးများဖြစ်တဲ့အတွက် ပြည်အောင်စုအစိုးရဖွဲ့မှတင်ပြလာတဲ့ငွေလုံးငွေရင်းအသုံးစိတ်များ၊တာမန်အသုံးစိတ်များ၊ချင်းငွေများနဲ့အကောက်ခွန်ဆိုင်ရာကိစ္စများကိုအတည်ပြုဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။လွှတ်တော်ကိုတင်သွင်းမဲ့ဘတ်ဂျက်ဥပဒေချမ်းအရလာမယ့်ဗန္ဒာနဲ့မှာနိုင်ငံတော်ရဲ့ဘတ်ဂျက်လိုအပ်ငွေကျပ်ဘီလီယံ2900ကျော်ရှိလာမှာဖြစ်ပေမဲ့တိုင်းဒေသကြီးနယ်ပြည်နယ်များကိုနှစ်ဆကျော်ပုံမထောက်ပံ့မယ်လို့သိရပါတယ်။ လက်ရှိလွတ်တော်စီဝေဥပဒေကျမ်းပေါင်း25ခုကိုဆွေးနွေးရရှိပြီးအဲဒီဥပဒေကျမ်းများမှာနိုင်ငံတော်သမ္မတကလက်မှတ်မထိုးဘဲပြန်လည်ပေးပို့လာတဲ့ဥပဒေကျမ်းနှစ်ခုဖြစ်တဲ့ပြည်အောင်စုလွတ်တော်ဆိုင်ရာဥပဒေကိုပြင်ဆင်တဲ့ဥပဒေကျမ်းနဲ့အထူးစီးပွားရေးဆောင်ဥပဒေကျမ်းတို့ပါဝင်တာဖြစ်ပါတယ်။